တနေသားမျိုးနဲ့ဖာနီရွာကိုဇဝဲရွာချီဆိုင်996ချင်းမြတန်ရီကဒရုန်းနဲ့ပုံချလို့ရသားငါးဦးထင်ရရသွားပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်7:30မိနစ်လောက်မှာဖာနီရွာကိုခြားတဲ့ဘုံတလူဟာနေအိမ်ထောင်ရှိမှရှိတဲ့ကာနဘေးကြောက်ပောက်ကွဲပြီးရွာသားတွေတရားရသွားကြတာဖြစ်ပါတယ်။တရားရသူတွေဟာအသက်40ဝန်းကျင်အရွယ်မျိုးသားတွေဖြစ်ပြီး၄ဦးကတရားများတဲ့အတွက်အမြင့်ပြည်သူစေယုံကြီးကိုပို့ဆောင်ထားရတယ်လို့ဆိုပါတယ်။ ဖာနီယွာမှာတိုက်ပွဲဖြစ်တာမရှိဘဲဆန်နာရှေတပ်ကအရွာထဲကိုဒရုန်းနဲ့ဘုံပစ်ချခဲ့တာလို့ဒေသခံတွေကပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘာလ20ရင်းနီကလည်းစစ်ကြောင်းထိုးရတဲ့ဆန်နာရှေတပ်ကပစ်တဲ့လက်နေကြီးကြီးဟာဖာနီယွာထဲအကြောက်ပောက်ကွဲတာကြောင့်ရွာသားခုနှစ်ဦးတွေရရှိခဲ့ပါရယ်။ဒါကြောင့်ဖာနီနဲ့နီဝိုတိရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့အချို့မှာရွာထဲဝင်ရောက်နေထိုင်ကြပြီးတချို့ကတော့ဥယျာဉ်ခြံတွေထဲမှာနေထိုင်ကြဆဲဖြစ်တယ်လို့ရွာသားတွေစီကသိရပါရယ်။ နိုဝင်ဘာလ24ရက်နေ့မနစ်9နာရီကျော်မှလဲဇဝေရွာချေဆိုင်996ချင်းမြတရင်ကအရန်ဖုံးရွာနီနာကဥယင်ချမ်းတွေထဲတိုက်ပွဲမဖြစ်ပဲတလုံးနဲ့ဘုံချခဲ့သေးတယ်လို့ဒေသခံတအူးကဆိုပါတယ်